ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမအေးမှုရေအမလည်းဟင်းသီးရွက်လာဝဲရလားကျမထင်တာတော့အမအိမ်မှာဒီနေ့နှုတ်ခင်းချက်မယ်ပေါ့အမသမီးကိုကြည့်ဖို့အတွက်ကောင်းလေးဖက်ကလာရမလားဘာဖြစ်လို့လဲ ကောင်းလေးဖက်ကကျမတို့ရဲ့မြန်နှိုးကိုကြိုက်ကြတယ်မလားကျမလည်းဘာမင်းညာလဲတေချာပေါက်ကြိုက်မှာပေါ့မင်္ဂလာဆောင်ရက်ကိုဘယ်တော့တတ်မှတ်ထားလဲညီမကေတီရဲ့ကျမဒီဆက်ဆံရေးအတွက်ညင်းလိုက်တယ်ဒါပေမဲ့ဘာလို့လဲအမအေးမှုရဲ့ကောင်းလေးကအစိုးရအလုပ်ရှိရဲ့လေသူ့မှာဘာချုပ်ရင်းချဲမှမရှိဘူးမလားအဲ့လိုမဟုတ်ပါဘူးအဲ့ဒီကောင်းလေးရဲ့အိမ်ကကျမတို့ရွာနဲ့ဆို9နှစ်8နှစ်လောက်အဝေးမှာနေတယ်ကျမကျမသမီးကိုအဲ့လောက်ဝေးကြည့်ဘလို့ပို့နိုင်မလဲကျမမပို့နိုင်ဘူးလေ ဖီးယားသခင်ကကျမတို့တူတီတော်သမီးလေးတယောက်ပဲပေးထားလေသူ့ကိုကျမအလောက်ဝေးကြီးပဲပို့နိုင်မလဲဟုတ်လားဒါကြောင့်ကိုဒါနဲ့တခုလောက်ပြောရမလားကျမစီမဆက်ဆံရေးတခုရှိတယ်အိမ်အောင်ကြပြီးရင်အမရဲ့သမီးကအမရဲ့မျက်စိရှေ့မှာပဲနေလိမ့်မယ်ပြီးတော့သူ့ရခမအိမ်မှာအရန်ပျော်မယ်ညီမကေတီရေအဲ့ဒါဆိုဒီလိုဆက်ဆံရေးကဘယ်မှလဲအခုထိဘာလို့ဖုံးကွယ်ထားရလဲငေါ့မြင်မြန်လေးပြောပြပါကျမကျမသာကောင်းထက်ကြောင်ပြောနေရပါ အမသိရမလားကျမရဲ့သားအရန်ရှူးရှင်းတဲ့သူလေလက်တလောပဲသူအမျိုးမှာအလောက်ကောင်းတစ်ခုရထားတယ်။ကောင်းထက်တဲ့မျက်နှာတို့ကငင်းငယ်လေးတည်းအတူတူဆော့လာကြတာလေ။တကယ်လို့မျက်နှာကကျမအရင်ချွေးမဖြစ်သွားရင်အမရဲ့မျက်လုံးရှိမှပဲရှိနေလိမ့်မယ်။ပြီးတော့ကျမသူ့ကျမရဲ့သမီးလိုပဲထားမှာ။ညီမကေတီရဲ့ငါစိတ်ထဲမှာဒီစကားရှိနေတာတော်တော်ကြပြီ။ဒါပေမဲ့အမြဲပြောဖို့ကြောက်နေခဲ့တာ။အခုတော့နင်မနဲ့ပြန်မြင်မြန်လေးနှင့်သားနဲ့အခုခေါ်ပြီးအိမ်ဝင်လာခဲ့လိုက် မနှက်ပြတ်မဲ့လက်ဆောင်နေပေးပြီးဆက်ဆံရေးကိုအတည်ပြုလိုက်မယ်။ဒေါ်အီမူကအင်ကိုလာပြီးအကြောင်းအရာတွေအကုန်လုံးကိုသူ့ယောက်ျားနဲ့တမီးကိုပြောပြလိုက်ပါတယ်။နောက်နေ့မှာဒေါ်ဂီတီကသူ့ယောက်ျားနဲ့သားနဲ့အတူလက်ဆောင်တွေကိုယူကာဆက်ဆံရေးကိုအတည်ပြုဖို့မြန်နိုးအင်ကိုရောက်လာပါတယ်။ဒီချိန်မှာဘုန်းတော်ကြီးကလူတချို့ကိုခေါ်ပြီးအဲ့ဒီကိုရောက်လာခဲ့ပါတယ်။ဘုန်းတော်ကြီးရဲ့ဘုန်းတော်ကြီးကဒီမှာပြီးတော့ဘုန်းတော်ကြီးနဲ့တူတီလူတွေကဘသူတွေလဲ။အိုးညီမကြီး ညမကားပဲညမသမီးအတွက်ဆက်ဆံရေးကောင်းတစ်ခုကိုရှာပေးပါလို့ပြောတယ်လေ။ငါဒူဘိုင်းကနေဆက်ဆံရေးကိုရှာလာတာ။သူတို့နဲ့တွေ့ပါ။ဒါကညမအောင်မှာပြီးတော့သူ့ယောက်ျားကိုမျိုးမင်းပြီးတော့ဒါသူတို့ရဲ့တူရေတော်သားရဲရင်နဲ့မင်္ဂလာဆောင်ပြီးရင်ခမရတို့သမီးကဒူဘိုင်းမှာဘယင်မတော်ပါလို့နေရလိမ့်မယ်။ခမရပါပြောလိုက်တယ်။သူတို့တွေကဒူဘိုင်းမှာနေရလား။ကျွန်တော်သမီးအတွက်ဒူဘိုင်းကနေလက်ထပ်ခွင့်တောင်းလာတယ်ပေါ့။ဥက္ကင်မောင်ကဒီလိုပြောနေတော့မရှိပါသေးတယ်။ ဒီချိန်မှာမြန်တို့ရဲ့ဦးလေးကျော်သူကလူတချို့နဲ့အတူအဲ့ဒီကိုရောက်လာခဲ့ပါတယ်။ဦးလေးကျော်သူဦးလေးရဒီမှာငါရဲ့ချစ်စရာသမီးလေးရေနေကောင်းလားဓမ္မကြီးအမကြီးကျွန်တော်ကကျွန်တော်တို့မြန်တို့အတွက်ဆက်ဆံရေးကောင်းတစ်ခုရှာလာခဲ့တယ်။ဒါကဒေါ်တော်ရာနဲ့သူ့ယောက်ျားဦးစိုးလွင်ပြီးတော့သူ့ရဲ့သားကလက်ကီးတဲ့တိလားဒီကလူတွေကလန်ဒန်ကနေလာတာ အမရဲ့သမီးကရင်ကန်ကောင်းနေလန်ဒန်ကနေသူ့အတွက်လက်ထပ်ခွင့်ရလာတယ်။ဒါပါရင်ဖြစ်နေရလဲ။ ဖုန်းတော်ကြီးကငါသမီးတို့ဒူဘိုင်းကနေဆက်ဆံရေးကိုယူလာတယ်။ပြီးတော့မောင်လေးကလန်ဒန်ကနေယူလာတယ်။အမဘာပြောတယ်ဒူဘိုင်းကနေဟုတ်လား။လန်ဒန်ကဆက်ဆံရေးနဲ့နှိုင်းရှင်တော့ဒူဘိုင်းကဆက်ဆံရေးကဘာမှတော့မဟုတ်ပါဘူး။ခမရဘလူပြောလိုက်တာလေဒူဘိုင်းကိုရောမြင်မှုလို့လား။ဒူဘိုင်းကိုမကောင်းပြောနေအောင်။အော်ခမရတို့တော်ကြပါတော့အရင်ဆုံးသူတို့ကို ထိုင်ခွင့်ပေးလိုက်ပါဦးဒေါကီတီတို့ကတနေရာမှာရပ်နေလိုက်ပါတယ် ပြီးတော့တစ်ဖက်မှာတော့လန်ဒန်ကလာတဲ့လူနဲ့ဒူဘိုင်းကလာတဲ့လူတွေကတက်တောင့်တက်တာနဲ့ထိုင်လိုက်ကြပါတယ်။မြန်တို့ကအရင်လှပါပြီးရင်ကျေးသိမ်မွေ့တဲ့မိန်းကလေးတယောက်ပါ။ဒါကြောင့်လန်ဒန်နဲ့ဒူဘိုင်းကမိသားစုနှစ်စုလုံးကမြန်တို့ကိုသူတို့အင်းကချွေးမဖြစ်စေခြင်းကြပါတယ်။အော်အမရေအမကို့သမီးကိုကျမတို့မျက်လုံးမိတ်ပြီးပေးလိုက်ပါ။အမသမီးကိုကျမတို့ကဘယင်မဖြတ်ထားမှာ။ကျမတို့ရဲ့လန်ဒန်မှာဘယင်မရှိသလိုအမရဲ့သမီးကကျမတို့အိမ်ရဲ့ဘယင်မလေးဖြစ်နေမယ်။ ဒါတော့စကားအရပြောတာပဲလေညီမရေလန်ဒန်ကရမ်းဝေးတယ်ဒူဘိုင်းနဲ့အိန္ဒိယက၄နိုင်လောက်ပဲကွာတယ်အမရလင်းရင်စီးပြီးနိုင်ရင်ငယ်အတွင်းမှာပဲခမရသမီးနဲ့တွေ့ဖို့လာနိုင်တယ်ခမရသမီးကိုတော့ကျွန်တော်တို့က၆ရက်ကအစခေါင်းကစပင်းတွေအထိရွှေရီနဲ့ဖြည့်ပေးမှာကျွန်တော်ဖြည့်ပြောတာလုံးဝမှန်တယ်ကျွန်တော်တို့စီမှာဘယ်အရာအတွက်မှလူလီသေးမရှိစေရဘူးအိမ်ရှိတယ်ဇင်ခံကားတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့နေ့တိုင်းအိမ်အကြီးကြီးတွေကနေဆက်ဆံရေးတွေလာတယ်ဒါမဲ့ကျွန်တော်ကအိန္ဒိယကောင်မလေးတယောက်နဲ့ပဲလက်ထပ်ချင်တာ ဲ့လောက်အိမ်အကြီးကြီးတွေကနေဆက်ဆံရေးလာတယ်ဆိုရင်ဒီမှာဘာလုပ်နေရလဲမင်းရဲ့ဒူဘိုင်းကိုပဲသွားဖို့ပြီးတော့မင်းတို့ဒူဘိုင်းရဲ့လူတွေစီမှာဘာအလုပ်ရှိလို့လဲ24နာရီလုံးဝလာဟာဘီဘီပဲလုပ်နေကြတယ်ညီတို့ရေ trust me ငါမင်းကိုအရင်ပျော်ရွှင်အောင်ထားမှာပါဒူဘိုင်းရဲ့လူတွေနဲ့လန်ဒန်ကလူတွေကညီတို့စီမှာလက်ထပ်ခွင့်တောင်းနေတာကို ကြည့်ပြီးဒေါကီတီကအံ့ဩသွားခဲ့ပါတယ်အမအေးမှုရေဒါပါရီဖြစ်နေရလဲအမသူတို့ဘာလို့မပြောပြလဲညံတို့ကကျမတို့အိမ်ရဲ့ချွေးမှဖြစ်မှာမလား ကျမတို့ကမနေ့ကပဲဆက်ဆံရေးကိုအတည်ပြုလိုက်တာလေ။အော်ညီမကေတီရေကိုကိုကိုငါ့နေရာမှာထားကြည့်လေ။တကယ်လို့နှစ်သမီးအတွက်ဒူဘိုင်းနဲ့လန်ဒန်နဲ့လက်ထက်ခွင့်တောင်းလာရင်နေရာနှစ်သမီးကိုရွာမှာပဲအိမ်အောင်ချပေးမှာလား။ငါ့ကိုခွင့်လွတ်ပါညီမရေ။ဒါပေမဲ့ငါခုငါသမီးကိုဒီရွာမှာအိမ်အောင်မချပေးချင်တော့ဘူး။ငါသမီးအတွက်လန်ဒန်နဲ့ဒူဘိုင်းအနေနဲ့လက်ထက်ခွင့်တောင်းလာတဲ့အတွက်ငါတို့အရင်ပြောရည်ဒါမဲ့ငါတို့ကအခုဘသူလက်ထဲမှာငါတို့သမီးလက်ကိုပေးရမလဲဆိုတဲ့ဆုံးဖြတ်ချက်ကိုချလို့မရသေးဘူး ဒီဆုံးဖြတ်ချက်ကိုတော့အခုငါတို့ရဲ့မြန်တို့ကပဲခြံပေးလို့ရတော့မယ်။တမီအလောက်မြင်မြန်ဘာဆုံးဖြတ်ချက်ကိုမှမချချင်ဘူး။အနည်းဆုံးတော့တမီကိုတပတ်လောက်ချိန်ပေးပါ။တပတ်နေပြီးမှတမီအမေတို့ပြောပြပါမယ်။တမီဘသူနဲ့လက်ထက်ချင်လဲ။ဘသူနဲ့လက်မတက်ချင်လဲဆိုတော့ဟုတ်လေ။မြန်တို့ရဲ့စကားကိုကြားပြီးဒူဘိုင်းနဲ့လန်ဒန်ကလာတဲ့သူတွေကကျော်နေမှာပဲဟိုတယ်တစ်ခုကိုငှားပြီးတော့နေထိုင်ကြပါလေ။ပြီးတော့ဒေါကီတီကတော့စိတ်မကောင်းဖြစ်ခဲ့ပါလေ။ပြီးတော့သူ့သားကိုခေါ်ပြီးသူ့အိမ်ကိုပြန်သွားလိုက်ပါလေ။ ီးတော့မြန်နိုးကဒီစကားတွေအကုန်လုံးကိုသူငငယ်ချင်းရီမွန်ကိုပြောပြလိုက်ပါတယ်။မြန်နိုးရေနင်အရှမ်းကန်ကောင်းတာပဲတကယ်လို့ငါ့အတွက်သာတီလက်ထက်ခွင့်ရောက်လာရင်ငါတို့နှစ်ယောက်လုံးကိုပဲသဘောတူလိုက်မှာ။ဟဲ့ရီမွန်နင်တာပါစကားတွေပြောနေရလဲငါပြက်တနာဖြေရှင်းမဲ့စားနင်ကငါ့ကိုပိုးပြီးကောင်းရှော့အောင်လုပ်နေရပဲ။အော်စိတ်မပူပါနဲ့တငယ်ချင်းရေငါနောက်နေတာပါ။နင်ရဲ့ဒီပြက်တနာအတွက်ငါ့စီမှာအရှမ်းကောင်းတဲ့ဖြေရှင်းချက်တခုရှိရဲ့ဒီမှာကြည့် နင်တရက်အဲ့ဒီဒူဘိုင်းကကောင်လေးနဲ့လဲပတ်ဖို့သွားပြီးတော့နောက်တနေ့ကိုကြတော့လန်တန်ကောင်လေးနဲ့လဲပတ်ဖို့သွားဘသူ့ရဲ့ပြုမှုနဲ့သဘောတဘာဝနင်ရကြိုက်လဲအဲ့ဒီလူနဲ့သဘောတူလိုက်ပေါ့အေးဟုတ်တာပဲနင်ပြောတာမှန်တယ်အဲ့လိုနီးနဲ့ကသူတို့ကဘလို့ကောင်လေးလဲဆိုတော့စမ်းသပ်လို့ရတာပေါ့နောက်နေ့မှာမြန်းတို့ကအရင်ဆုံးလန်တန်ကလာရီကောင်လေးလက်ကီးနဲ့အတူလဲပတ်ဖို့အတွက်သွားခဲ့ပါတယ်ရှင်ပါနီပူတီစားမလားကျမတို့စီမှာအရန်ကောင်းတဲ့ပါနီပူတီတွေရတယ် ခင်ဗျားတို့အိန္ဒိယလူမျိုးတွေကဘာရီစားလဲမသိပါဘူးဒီရေကိုလည်းကြည့်ပါအောင်အရင်ညစ်ပတ်နေတယ်ပြီးတော့ဒီမှာချင်းတွေလည်းအရင်များတယ်ကျွန်တော်ကဒီလိုနေရာကနေဘယ်တော့မှဘာမှမစားနိုင်ဘူးဒီနီနာမှာစားတော့ဆိုင်တို့ကော်ဖီဆိုင်တို့မရှိဘူးလားကျမတို့ရွာမြို့နဲ့အရန်နေတယ်နိုင်ဝက်လောက်ပဲဝေးတာအဲ့ဒီမြို့မှာစားတော့ဆိုင်ကောင်းကောင်းလေးတွေရှိတယ်ရှင်သွားချင်ကျမတို့အဲ့ဒီကိုသွားလို့ရတယ်မြန်တို့ကလက်ကီကိုကော်ဖီဆိုင်တစ်ခုကိုခေါ်သွားလိုက်ပါတယ်ပြီးတော့နေရာလုံးကအဲ့ဒီကမီနူးကိုကြည့်ပြီးစားစရာတွေကိုစတင်မှာကြပါတယ် ကျမတို့ဒီဘာဘီယူလာပေးပါ။အဲ့ဒါကိုဘာဘီလို့မခေါ်ဘူး။ဘာဘီကျူးလို့ခေါ်တယ်။မင်းတို့အိန္ဒိယလူမျိုးတွေကဘလောက်ပဲတိုးတက်နေပါစေ။ဒါမဲ့အင်္ဂလိပ်စကားပြောတဲ့အခါမှာတော့အများနဲ့နောက်ကျနေမယ်။လက်ကီးရဲ့ဒီစကားကိုမြန်တို့ကလုံးဝမကြိုက်ခဲ့ပါဘူး။လက်ကီးကမြန်တို့ရှိမှသူ့ရဲ့စီးစိမ်နဲ့လန်ဒန်ကအကြောင်းအရာတွေကိုတတော်လေးကြွားခဲ့ပါတယ်။ဒါပေမဲ့လေသူကမြန်နူးအပေါ်မှာအရင်က ကောင်းမွန်စွမ်းနဲ့ပြုမှုဆက်ဆံပါတယ်။ပြီးတော့ညနေမှာတော့မြန်နူးကိုလက်ကောက်လှလှလေးတစ်ခုပေးခဲ့ပါတယ်။ ဒါစိန်လက်ကောက်အစ်စ်ပါ ခမရဒါဝေးလိုက်တဲ့အခါကျရင်အဲ့လက်ကောက်ရဲ့အလှကပူပြီးတော့တိုးသွားလိမ့်မယ် Thank you so much ဒါပေမဲ့ကျမတအားခုတော့မယူထားနိုင်ဘူးကျမဆုံးဖြတ်ချက်မချမချင်းမော်လက်ကီးနဲ့တွေ့ပြီးနောက်နောက်နေမှာပဲမြန်တို့ကဒူဘိုင်းရလာတဲ့ရင်းရင်းနဲ့တွေ့ဖို့အတွက်သွားခဲ့ပါတယ်ပြီးတော့နှစ်ယောက်လုံးကပန်းချန်တစ်ခုမှလမ်းရှောင်နေကြပါတယ်ဒီချိန်မှာအရီကိုစီးရတဲ့ကလေးတစ်ယောက်ကရောက်လာခဲ့ပါတယ်ဦးလေးရဦးလေးရဘာရမ်းစာနေလဲ ဆက်လေးနဲ့နှစ်လောက်ပြီးပါလားထမင်းစောင်းမလို့ပါမင်းကငါ့ဘောင်းမယူဘလို့ထိရဲရတာလဲမင်းရဲ့ညစ်ပတ်တဲ့လက်တွေကိုငါနဲ့ဝိုးဝေးမာတာညော့ဒီပစံကိုယူရင်ရင်ကအဲ့ဒီကလေးကိုပစံတော်ပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီကလေးပေါ်မှာဆူဆူရွရွဆက်ဆံခဲ့ပါတယ်ဗန်းကျန်လေးမှာလမ်းလျှောက်နေရင်းနဲ့အခုရင်ရင်ကအရင်ကိုပူလာခဲ့ပါတယ်မင်းတို့ကတလောက်ပူနေတာဒီမော်ဘယ်လိုရှောက်ပတ်နိုင်တာလဲ။အိုဂေါ့ငါအဲကောမရှိရင်မနေနိုင်ဘူး။ လာငါတို့ကားပေါ်မှာထိုင်ပြီးလဲဖို့တော့ကြမယ်။ကောင်းပြီ။ရဲရင်ကလည်းမြန်းနှိုးနဲ့အတူတနေကုန်နေပါတယ်။ပြီးတော့မြန်းနှိုးကိုကောင်းကောင်းမွန်မွန်ဂရုစိုက်ပါတယ်။ပြီးတော့ညနေမှာရဲရင်ကမြန်းနှိုးကိုရွှေလက်စုပ်တစ်ခုပေးလိုက်ပါတယ်။မြန်းနှိုးကလည်းအဲ့တော့ကိုယူဖို့အတွက်ညှင်းလိုက်ပါတယ်။ပါဆုံးဖြတ်ချဲမှမချမချင်းရှင်းစီကနေပါလက်ဆောင်ကိုမှမယူနိုင်ဘူး။ရက်အနေငယ်လာပါပဲ။ရဲရင်ကိုလည်းအဲ့ဒါပဲပြောပြီးမြန်းနှိုးကအိမ်ပြန်လာလိုက်ပါတယ်။ ပြီးတော့သူ့ခေါင်းထဲမှာလက်ကီးနဲ့ရင်းရင်နှစ်ယောက်လုံးရှိနေပါတယ်။ညံတို့ကခြံထဲမှာခြံပြီးနှစ်ယောက်လုံးအကြောင်းကိုတွေးနေပါတယ်။ဒီချိန်မှာအဲ့ဒီကိုကောင်းထက်ကလက်ထဲမှာအကျိုးပူပူလေးနဲ့ချင်းရီကိုယူပြီးရောက်လာခဲ့ပါတယ်။ဒီမှာကြည့်ကြည့်ညံတို့ငါမင်းအကြိုက်ဆုံးအကျိုးနဲ့ချင်းရီကိုယူလာတယ်။အမေလှုပ်ထားတာအမေကမင်းလှုပ်တဲ့အကျိုးတွေကိုဘလောက်ကြိုက်လဲဆိုတော့မှတ်မိတယ်။ငါအမေကဆက်ဆံရေးအတွက်ညှင်းဆန်ခဲ့တယ်။အဲ့ဒါလေအန်တီကငါ့ကိုရန်ကူးဆိုင်တယ်နော်။အဲ့လိုဝမ်းနေစရာမလိုပါဘူး။ ပြီးတော့ဇုံရဲတွေကိုဖျားသခင်ကတွေးပြီးပို့ပေးတာလေဒါနဲ့မင်းမနဲ့ပြန်ကောလေကြီးစားနေမြို့ကိုသွားရမယ်မလားမနဲ့လိုက်ခဲ့ပေါ့ငါမင်းကိုခေါ်သွားလိုက်မယ်နင်မှတ်မိရဲ့ပေါ့ငါနင်မိတ်သွားပြီလို့ထင်တာနေအောင်ငါအเจ้าယာတွေအားလုံးတတိယနေရနော်နောက်နေ့မှအလုပ်တွေကိုပြီးအောင်လုပ်ပြီးမြန်နုနယ်ကောင်းထက်တို့ကအိမ်ပြန်လာကြပါတယ်ဒီချိန်မှာမြင်းတို့ရဲ့ဘေးကနေဆိုင်ကင်သမားတယောက်ကအရှိန်ပြင်းပြင်းနဲ့မောင်းထွက်သွားခဲ့ပါတယ်။ဒီဆိုင်ကင်သမားတွေကအခုရပိုင်းဘာဖြစ်နေကြလဲမသိပါဘူး။ လက်ထဲမှာဆိုင်ကယ်ရလာတာနဲ့သူတို့ကိုသူတို့မင်းသားလို့ထင်နေကြတယ်။ညနိုးညနိုးမင်းအဆင်ပြေရလား။ကောင်းထက်ကငင်းစင်ကလေးကညနိုးအတွက်အရန်ကိုကောင်းမွန်တဲ့တငယ်ချင်းတယောက်ပါ။ပြီးတော့သူကညနိုးကိုအမြဲတမ်းဂရုစိုက်ခဲ့ပါတယ်။ဒီလိုနဲ့ပဲလေးရကုံဆုံးသွားပါတော့တယ်။ပြီးတော့ဒီနေ့ညနိုးရဲ့အိမ်မှာကောင်းထက်ဖုန်းတော်ကြီးမြန်မာရဲ့ဥလိနဲ့ဒူဘိုင်းနဲ့လန်ဒန်ကမိသားစုနှစ်စုလုံးရောက်နေကြပါတယ်။အဲ့တော့တမိမြန်မာရေတမိဘာစဉ်းစားတာလဲတမိလန်ဒန်ကလူတွေကိုသဘောတူမလား ဒါမှမဟုတ်ရင်ဒူဘိုင်းရလူကိုသဘောတူမှလားရဲရင်နဲ့လက်ကြီးရဲ့ရှင်နှုတ်ညောင်လုံးကအရင်ကောင်းပါတယ်ရှင်နှုတ်ညောင်လုံးကကျမောက်ကောင်းကောင်းအရင်ကူးဆိုင်ခဲ့တယ်ကျမောက်လည်းစောင့်ရှောက်ခဲ့တယ်ပြီးတော့ကျမောက်တန်မိုးကြည့်တဲ့လက်ဆောင်တွေလည်းပေးဖို့ကြိုးစားတယ်ကျမရှင်နှုတ်ညောင်တရားဘသူနဲ့ပဲဖြစ်ဖြစ်လက်ထက်ရင်ကျမအရင်ပျော်နေမယ်ဒါပေမဲ့ကျမရှင်နှုတ်ညောင်နဲ့လက်မထက်နိုင်ဘူးဘာလို့လဲဆိုတော့ကျမပတ်စံအပဲအရာရာတိုင်းဖြစ်နေမဲ့ဘဝမှာမနေချင်ဘူးကျမဒူဘိုင်းကိုသွားပြီးအဲ့ဒီကပူရတ်ခါလီဖာနဲ့ လန်တန်ကိုသွားပြီးဘစ်ပန်ကိုကြည့်ဖို့လုံးဝစိတ်ဝင်စားဘူး။ကျမရိုးရှင်းတဲ့ဘဝကိုဖျက်ဆီးချင်တယ်။အဲ့ဒါကြောင့်ကျမရှင်တို့နှစ်ယောက်စလုံးနဲ့လက်မထပ်နိုင်ပါဘူးရှင်။တမီးကနှစ်ယောက်လုံးနဲ့လက်မထပ်ဘူးဆိုရင်ဘသူနဲ့လက်ထပ်မှာလဲ။ပြောပါ။တမီးကအဲ့လောက်ကောင်းတဲ့ဆန်းဆန်းရေးတွေကိုဘာလို့ငင်းဆန်နေရတာလဲ။တမီးကရဲရင်နဲ့ပဲလက်ထပ်ချင်တယ်။ကျေးရင်ကတမီးကိုငဲငဲလေးတည်းချစ်လာတယ်ဆိုတာကိုတမီးသိတယ်။အမေကညင်းချတာတောင်ကျေးရင်နဲ့သူ့မိသားစုရဲ့သဘောထားတမီးတို့အတွက်လုံးဝမပြောင်းလဲခဲ့ဘူး။ သူတို့ညောင်နဲ့လက်ထပ်ပြီးနောက်သမီးကရွှေတွေငွေတွေစိတ်တွေပတ်စံတွေအများကြီးကိုရမယ်ဒါပေမဲ့သမီးကိုကောင်းထက်ချက်တလို့သူတို့ညောင်ထက်ကဘယ်သူမှမချက်နိုင်ဘူးကောင်းထက်ရေနင်ငါနဲ့လက်ထပ်ချက်လာရင်မြန်နုရေမိတာပါပြောနေရလေငါငယ်စဉ်ကလေးကမင်းနဲ့လက်ထပ်ချင်းခဲ့တာမြန်နုငါမင်းကိုအရန်ချက်တယ်ငါစီမှာသူတို့ညောင်လိုရွှေငွေတွေအများကြီးစိတ်တွေနဲ့ပတ်စံတွေအများကြီးမရှိဘူးဆိုတာတော့မှန်ပါလေဒါမဲ့ငါမင်းကိုဒီကဘာပေါ်ကပျော်ရှင်မှုတိုင်းကိုပေးဖို့အစွမ်းကုန်ကြိုးစားပါမယ် ညံတို့ရဲ့ဖြေကိုကြားပြီးဒူဘိုင်းရလူတွေနဲ့လန်ဒန်ကလူတွေကအဲ့ဒီကနေထွက်သွားလိုက်ကြပါတယ်။ပြီးတော့ဦးကျော်သူနဲ့ဖုန်းတော်ကြီးကလည်းသူတို့နဲ့အတူထွက်သွားလိုက်ပါတယ်။ညံတို့ရဲ့မိဘတွေကညံတို့ရဲ့ဒီဆုံးဖြတ်ချက်ကိုအရင်တန်ဖိုးထားကြပါတယ်။အခုတော့သူတို့ကလည်းဒီဆက်ဆံရေးအတွက်သဘောတူလိုက်ပါတယ်။လာနေငယ်အတွင်းမှာပဲညံတို့နဲ့ကောင်းထက်တို့ကကြည်ကြဲခမ်းနားစွာနဲ့မင်္ဂလာဆောင်လိုက်ကြပါတယ်။ဒီနေ့တော့မြန်တို့ကကောင်းထက်တဲ့အတူပျော်ရွှင်စွာနဲ့ရိုးရှင်းတဲ့ဘဝလေးမှာကောင်းမွန်စွာဖြတ်သန်းသွားခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။